PJ passport ဖြင့်ပြည်ပထုတ်ခွာမည်သူများ OWIC ကအပြင်ခွင့်ပြုချက်ပေါင်းရယူရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် passport of job pj နိုင်ငံကူးလက်မှတ်နဲ့ပြည်ပနိုင်ငံတွေကိုထုတ်ခွာမဲ့သူတွေအနေနဲ့ပြည်ပအလောက်အကိုင်းလုံးတမသတိခံက OWIC လက်ဝယ်ရှိဖို့လိုအပ်တဲ့အပြင်ပြည်ပတို့တွားလျှောက်လုံလောက်ကိုင်းဖို့အတွက်ခွင့်ပြုချက်ကိုရှောက်ထားရယူရန်လိုအပ်တယ်လို့လုံတမဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ် ဒီချင်းနိုင်ငံကူးလက်မှတ်နဲ့ပြည်ပလောက်အကိုင်းလောက်သမသက်တေခန်းကတ် OWIC လက်ဝယ်ရှိသူတွေဟာအချင်းစီအစီအစဉ်နဲ့တော့၎င်းမိမိအစီအစဉ်ကျွမ်းကျင်နဲ့တော့၎င်းခွင့်ရစေကပြန်လိုချင်းကြောက်တော့၎င်းပြည်ပနိုင်ငံတွေကိုထွက်ခွာမဲဆိုပါကလုံတမောင်းဝန်ကြီးဌာနသို့တတ်မှတ်ဆောင်ရွက်စာရမ်းများနဲ့အတူလူကိုယ်တိုင်လာရောက်ရန်မလိုဘဲအွန်လိုင်းမှာသစင်လျှောက်ထားကပြည်ပသို့သွားရောက်လုံလောက်ကိုင်းရန်အတူအခွင့်ပြုချက်ကိုရယူရမယ်လို့ဆိုပါတယ် ီလိုလျှောက်ထားရမှာလောက်သမားညွန်ကြားရေးဦးစီးဌာနသို့လိမ့်မှု၍ပြပသို့သွားရောက်လုံလောက်ကိုင်းရန်အတွက်ခွင့်ပြုချက်ကိုရယူဖို့လျှောက်ထားသည့်စာဓပုံပါစာမျက်နှာနှင့်နေထိုင်ခွင့်တက်တန်းစာမျက်နှာပါနိုင်ငံကူးလက်မှတ်မိထူး တတန်းရှိပြီးပါလောက်အကိုင်းလုံသမားတတ်သေးခန့်က OWIC ရှိနောင်မိထူခွင့်ပြန်လုံသမားများဖြစ်ပါကတတန်းရှိအလုံးလုံးခွင့်ပါမင့်မိထူနဲ့အလုံးရှင်မှခွင့်ပြင်းနေရတဲ့ပြန်ရန်ခွင့်ပြုသည့်ခွင့်စာထွေးနဲ့အတူအ ਨੇ ဆုံးရုံးပိတ်ရမပါ၅ရက်ကြိုတင်ရှောက်ထားဖို့လိုအပ်တယ်လို့ဆိုပါတယ် ။ရှောက်ရွာတွေကို ဝင်ကြီးဌာနမှစီစစ်ပြီးခွင့်ပြုတဲ့စာရင်းတွေကို Safe Migration Telegram Channel မှာကြီးညာပေးမှာဖြစ်ပြီးတက်ဆိုင်ရလေးစိတ်တွေကိုလည်းပေးပို့ထားမယ်လို့ဆိုပါတယ်။အဆိုပါလုပ်ငန်းစဉ်အားမတ်လ18ရက်မှစတင်ကဆုံးရွက်ပေးသွားမယ်လို့သိရပါတယ်ရှင်။